အမ်ဖိုင်းလက္ခဏာအကြောင်းတောင်းဆိုသူများလို့တရားတင်ပြလိုက်ပါပြီနော်မင်္ဂလာပေါင်းတဲ့ပြည့်စုံပါသည်အမ်ဖိုင်းပုံစံလက္ခဏာသည်အသက်လမ်းကြောင်းရယ်ညာလမ်းကြောင်းရယ်နှလုံးသားလမ်းကြောင်းရယ်ကန်လမ်းကြောင်းရယ်တို့လမ်းကြောင်းလေးတို့တောင်းဆိုမှုပြုပြီးမှပေါ်ပေါက်လာသောလက္ခဏာအမှတ်ပါဖြစ်ပါတယ်ဒီလက္ခဏာသည်လက္ခဏာလမ်းကြောင်းလေးခုပေါင်းဆက်ထား၍ ပေါ်ပေါက်လာသောလက္ခဏာဖြစ်သောကြောင့်လည်းအာယုလေခအတက်လမ်းကြောင်းရဲ့အကျိုးအာဏိတင်ပြီးညာနလေခညာလမ်းကြောင်းရဲ့အကျိုးအာဏိတင်ပြီးအရိယလေခမလုံးသောလမ်းကြောင်းရဲ့အကျိုးအာဏိတင်ပြီးကံလမ်းကြောင်းနဲ့ပတ်သက်သောအကျိုးအာဏိတင်ပြီးအာဏိတင်၄ပါးလည်းပါဝင်နေရဖြစ်ပါတယ်အထူးကအားဖြင့်ပြောချင်တာကတော့အမ်ဖိုင်းလက္ခဏာပေါ်ပေါက်လာဖို့ဆိုရင် အာယုလေကအတက်လန်းချောင်းရယ်ညာနာလေကညာလန်းချောင်းရယ်ဖိုလန်းချောင်းနှစ်ခုကအစပိုင်းမှာပူတွဲပြီးတော့ထွက်လာမှသာလျှင်အမဖိုင်းလက္ခဏာထင်ရှားပေါ်ပြရမှာပါထို့တူပင်ကညမာထီယိုတီလဲတဝက်တက်တော်လောက်အရှိတဖြင့်တော်လောက်ပါရှိနေမှသာလျှင်လဲအမဖိုင်းလက္ခဏာပေါ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ခုလက္ခဏာလမ်းကြောင်း၄ခု သောသာညီညီပါရှိနေမှသာလင်ထိုလက္ခဏာမှတ်သားပြီးသင်ရှားစွာရှိနေမှဖြစ်ပါသည်ဒီလက္ခဏာမှတ်သားပါရှိနေသောသူသည်တပတ်သားကိုတနာညတာဖာနာဒိဋ္ဌိပြေဝရင်အာနာမှုတွေလွန်ခဲ့ပြီးတော့ကိုချိုးပွန်ကနဲ့နာခံတတ်တယ်တပတ်သားကမရှိဘူးဆိုရင်ပြေးကျင်တယ်အဖရာဒေဝူဆိုရင်ပြေးကျင်တယ် အဲဒီလိုဖိတ်ကောင်းခေရနာကောင်းရှိမှုကြောင့်လဲသူတော်ကောင်းတယောက်လိုတော်ခရင်တွင်းလို့ရတဲ့လက္ခဏာရှင်ဖြစ်ပါတယ်အဲဒီလက္ခဏာရှင်မှာကောင်းခြင်းအကျိုးတရားများကတော့နံပါတ်1တတန်းရှိရှိတတန်းပြည့်ပြည့်နေရမဲ့ကံစားရာပါတယ်နံပါတ်2ကျိုးချောင်းခင်ခင်ညာအကောင်းနေနံပါတ်3ရှစ်ကြီးတီတန်ရောတင်ကြီးတီဆွဲလန်းကြီးတဲ့တီနံပါတ်4အသိကုတ္တကံတွေ ပါရှိနေသောလက္ခဏာရှင်ဖြစ်သောကြောင့်ဒီဘဝမှာမလွဲမသွေဧကံမုတ်ရှာဤဝါရှမ်းပါလာမှာဖြစ်ပါတယ်အဲဒီကံတရားလေးပါဟာအမဖိုင်းလက္ခဏာရှင်ဒီရဲ့သူဝိဒေတာလက္ခဏာကောင်းကျိုး၄မျိုးဖြစ်ပါတယ်အားလုံးကိုသိရကြကျမ်းမာဆန်းပါကြပါသည်ဆရာထမညာပူဇော်ကနဲ့ဘေဒင်လက္ခဏာမင်းများလိုလင်းစေရာအာတိမံတတ်တဲ့တည်းရဲ့ကိစ္စများအနံဆောင်ရွက်ပြုလို့လိုလင်း ဖရာရဲ့ဖုန်းနံပါတ်39956 9935ဘိုက်ပါမှဖြစ်ပြီးတက်တော့မစင်ချာဖေ့ဘွတ်မစင်ချာ Telegram စသည်တို့မှဖြစ်ပြီးလာရောက်ဆက်တွေ့ဆွမ်းနိုင်ပါတယ်ခင်ဗျာ